င်္ဂလာပါရှင်။မတ်လ10ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဝမ်တွဲမှာစစ်မှုထမ်းဖို့မိန်ကလေးတွေပါစစ်ကောင်စီဖမ်းဆီးနေတဲ့သတင်း။တာမွေမြို့နယ်မြစ်တာညွန်ရက်ကွက်ကအမှုချမ်းစီးမှုဖြစ်စဉ်။ဗမော်မြို့စက္ကခ27တိုက်ပွဲတွင်စစ်ကောင်စီရဲ့ drone 9စီးကိုပစ်ချနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း Belgium သတင်းတောက်ကိုကြီခွန်တွေးမှုနဲ့မြန်မာဘက်သွားလို့ဆိုပြီးအိန္ဒိယဖမ်းဆီးတဲ့သတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမိထီလာခရိုင်ဝမ်တွဲမြို့နယ်မှာ တပတ်အတွင်းလူငယ်40ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံရပြီးဖမ်းခံရတဲ့သူတွေထဲမှာအမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့ဒေသခံတွေပြောပါတယ်။ပြီးခဲ့တဲ့မတ်လ3ရက်ကနေမနေ့ကအထိတပတ်အတွင်းဝမ်တွေးမြို့နယ်ကတမာကန်၊ကြောက်ဦး၊စမုံ၊နဘဲကန်၊ဖျားစု၊ရွာရှိ၊သဘုတ်ကုန်း၊တဲစု၊မြောက်စကြန်းကုန်း အုပ်စတဲ့ကျေးရွာတွေကလူငယ်40ကျော်ကိုစစ်မှုထမ်းဖို့ဆိုပြီးစစ်ကောင်စီတပ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်ရင်အပြင်နေအိမ်တွေထဲအထိပါဝင်ရောက်ဖမ်းဆီးသွားကြောင်း Voice of Wandrin အဖွဲ့ကပြောပါရယ်။နဘဲကန်ရွာကဖမ်းဆီးခံရသူ15ဦးဟာလပိတ်ရေဆိုင်ထဲအထိဝင်ပြီးပေါ်တာဆွဲခံရတာဖြစ်ကြောင်းအဖွဲ့တာဝန်ရှိသူကဆိုပါရယ်။ဒေသခံတအူးကလည်းမကြီးအုပ်ရွာကလူတွေရွာဘေးကကင်းတာမြောင်းပေါင်ထဲရေဆင်းချိုးနေကြတာရောလမ်းပေါ်သွားလာနေကြသူတွေပါ ်10ဦးဖမ်းခံထားရတယ်လို့ People's Spring ကိုပြောပါရယ်။ဒါအပြင်ပြီးခဲ့တဲ့ March လ4ရက်ညနေပိုင်းကလည်းဒိုင်ကောင်းကုန်းအနောက်ဘက်ရွာအလှလှဲ့တာကိုကြည့်ပြီးပြန်လာတဲ့စမုံကျေးရွာကမိန်းကလေး2ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့ Voice of Wandering ကဆိုပါရယ်။အခုစရင်က Voice of Wandering ကရရှိထားတဲ့အချက်အလက်သာဖြစ်ပြီးမြေပြင်မှာတော့အခုထက်လည်းပိုများနိုင်တယ်လို့ပြောပါရယ်။ ပြီးတော့ဝမ်တွင်းမှာစစ်မှုမထမ်းခြင်းပဲရှောင်တိန်ပြီးစစ်ကောင်စီကိုတော်လှန်ခြင်းတဲ့လူငယ်တွေကိုမြို့နယ်အဖွဲ့အစည်းကကြိုးဆိုနေကြောင်းနဲ့ဆက်သွယ်မယ်ဆိုရင်တော့ page ကိုလာရောက်ဆက်သွယ်နိုင်ကြောင်း Voice of One တွင်အဖွဲ့ကပြောပါရယ်အာနာသိစစ်ကောင်စီတပ်ဟာရန်ကုန်မန္တလေးအပါအဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများအပြားကိုအာဓမဖမ်းဆီးနေပြီးတနေ့အတွင်းလူငယ်ထောင်ချီဖမ်းဆီးခံခဲ့ရပါတယ်အခုဆိုရင်တော့စစ်မှုထမ်းအပတ်စဉ်တစ်ဆယ်ကိုရောက်ရှိနေပြီဖြစ်ပါရယ်ရှင် ရန်ကုန်မြို့တာမွေမြို့နယ်မြစ်တာညွန်ရပ်ကွက်ဝနသိမ့်ကီလန်ကတိုက်ခန်းတစ်ခန်းမှာအမျိုးသမီးတအူးကိုကျိုးတုပ်ထားနဲ့ထိုးပြီးအမှုကြံစီမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒီနေ့နေ့ခင်ပိုင်းကဖြစ်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်ကြောင်းဝနသိမ့်ကီလန်မှာနေထိုင်သူတွေတုံ့လှုပ်ခဲ့ရတယ်လို့ဒေသခံတချို့ပြောပါတယ်။တိုက်ရဲပထမထပ်မှာဖြစ်ပွားခဲ့ပြီးအိရှင်အမျိုးသမီးကိုကျိုးရီတုပ်ဓာရီနဲ့မှုန်းထိုးထားပြီးပစ္စည်းတွေယူသွားကြတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ရပ်ကွက်နေပြည်သူတအူးကပြောပါတယ်။ လက်ရှိမှာအရှင်မျိုးသမီးကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမဲ့အမှုကြံစည်းသူတွေကတော့လွတ်မြောက်နေစေလို့သိရတာပါဒီကျူးလုံမှုမှာလူဦးရေဘလောက်ပါဝင်တယ်ဆိုတာကိုလည်းမသိရသေးပါဘူးအခုဖြစ်ဆက်မတိုင်ခင်လွန်ခဲ့တဲ့တပတ်အတွင်းကလည်းမြစ်တာညွန်ရက်ကွက်မှာမနက်အစောပိုင်းအုပ်စုဖွဲ့ခိုးသူတွေရှိတယ်လို့ဆိုပါတယ်လုံခြုံမှုကိုလုံးဝမရှိတော့တာတော့တွေဘလို့ပဲခတ်ထားတယ်ဆိုရင်တော့ CCTV ကနေပြန်ကြည့်ရင်ခိုးသွားတာ9မိနစ်လောက်ပဲကြာတယ်လို့မြစ်တာညွန်ရက်ကွက်နေသူကဆိုပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာရန်ကုန်မြို့အပါအဝင်မြို့နယ်အများအပြားမှာလူသက်ဓမြတိုင်းမှုတွေလူရဲမှုနဲ့အမှုကြံစည်းကံရတဲ့ဖြစ်စဉ်တွေပေါ်များလာတယ်လို့ရန်ကုန်မြို့နေပြည်သူတချို့ကပြောပါတယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့နယ်အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ27အပိသက်သိမ့်ပတ်နိုင်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မတ်လ9ရက်မနေ့ကတိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်ရဲ့ drone 9စီးကိုပစ်ချနိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရှင်းပြကပြောပါရယ်မင်းညပိုင်းကတိုက်ပွဲပြင်းထန်ချိန်စစ်ကောင်စီတပ်ကညာချီ night vision ပါတဲ့ drone တွေ အသုံးပြုခုခံခဲ့ပြီး KIA ပူးပေါင်းတပ်ဘက်က drone 9စီးကိုပစ်ချနိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းဌာနဖြစ်တဲ့ Seven Stars News ကလည်းဖော်ပြပါရယ်ကချင်စစ်ရေးသတင်းရှင်းပြကလည်းစစ်ကောင်စီရဲ့ drone 9စီးကိုပစ်ချနိုင်ခဲ့တယ်လို့အတည်ပြုပါရယ် drone ပစ်ချနိုင်မှုနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဘူမူကြီးနော်ဘူစီကိုဆက်သွယ်မေးမြန်းထားဆဲပါစစ်ကောင်စီတပ်ဟာ drone 9စီးဆုံးရှုံးခဲ့ရတာကြောင့်အားနည်းမှုတွေပိုကြုံရနိုင်ပေမဲ့လက်ရှိမှာတော့လေရင်တွေကိုအားစိုက်အသုံးပြုနေဆဲဖြစ်ပါတယ်ပြီးတော့စကခ21ရဲ့ကာကင်းတချို့ကိုဒီနေ့မှသိမ်းပိုက်နိုင်တယ်လို့သိရကြောင်းကချင်သတင်းချင်းမြစ်ကဆိုပါတယ်လက်တလောဖြစ်ပွားနေတဲ့ဗမော်မြို့တိုက်ပွဲရုတ်တံမှတ်တမ်းကိုလည်းလူမှုကွန်ရက်ကနေဖော်ပြထားရမှာစီဆိုင်လို့ယူဆရတဲ့အဆောက်အအုံမီးလောင်နေပြီးပြစ်ခတ်တံတွေဇက်တိုက်ကြားနေရပါတယ် စစ်ကောင်စီတက်ဆွဲထားတဲ့စီပတ်နေရာကိုမိရှော့လိုက်ပြီးလို့ရုတ်တံရိုက်ကူးသူကကချင်ဘာသာနဲ့ပြောဆိုခဲ့ပြီးဗမော်မြို့မှာစစ်ကောင်စီတက်တွေကြာရှုံးနေကြောင်းနဲ့အောင်မြင်မှုရရှိဖို့နှီးနေပြီလို့လည်းပြောထားပါသေးတယ်။ KRA ပူးပေါင်းတပ်ကဗမော်မြို့တိုင်းတိုက်ပွဲကို2024ဒီဇင်ဘာ4ရက်ကစခဲ့ပြီး3လကျော်ကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေသေးပါ။ မတ်လ၈ရက်မှာစကခ21တက်ရင်ခလာရ49တက်ရင်နဲ့တက္ကသိုလ်၄ရာတွေကိုတပြိုင်တည်းထိုးစစ်ဆင်မှုထပ်မံပြုလုပ်ခဲ့ပါရရှင်။မြန်မာနိုင်ငံကိုခွင့်ပြုချက်မရှိဘဲတွားရောက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ကြီးစံခေါ်နှစ်ခုယူဆောင်လာမှုတွေကြောင့် Belgium နိုင်ငံသားသတင်းတောက်တဦးဟာအိန္ဒိယအာဏာပိုင်တို့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ Belgium နိုင်ငံသား Simon Clement ဟာအလွတ်တန်းဓပုံသတင်းတောက်တဦးဖြစ်ပြီး မတ်လ9ရက်ကအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဆိုရန်ပြည်နယ်ရဲ့မြို့တော်အိုက်ဇောမှာရှိတဲ့လမ်ပူအီလေစိတ်မှာအဖမ်းခံခဲ့ရတာပါသူပါလာတဲ့ပစ္စည်းတွေကိုစစ်ဆေးတာမှာကြည်စံခွန်နှစ်ခုကိုရှာတွေ့ခဲ့ပြီးတဲ့နောက်လက်နက်ဥပဒေအရထိမ့်သိမ်းခဲ့တာလို့မီဆိုရန်ပြည်နယ်ရဲတပ်ဖွဲ့ကဆိုပါတယ်ကလီမန့်ကတော့သူဟာကြည်ကွန်တွေကိုအမှတ်တရပစ္စည်းအနေနဲ့တင်ထားရုံသာဖြစ်တယ်လို့ပြောထားပါတယ်ပြီးတော့ကလီမန့်ဟာဗီဇာစီးမြင်ချိုးဖောက်မှုတီးခြားဆွဆွဲချက်တစ်ခုနဲ့လည်းရင်ဆိုင်နေရပါတယ် သူဟာတရားရုံးရမန်ယူပြီးတဲ့နောက်မှာတော့မနေ့ကအိုက်စောမြို့အနောက်ဘက်အစင်ချေဖုံးမှာရှိတဲ့အချင်းထောင်တစ်ခုတွင်ချုပ်နှောင်ခံထားရတယ်လို့သိရပါဗျ။သူ့ကိုဘလောက်ကြာအောင်ထိမ့်သိမ်းထားမလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ကလီမန်ဟာမီဆိုရမ်မှာရှိနေတဲ့အချိန်အတော်အတွင်းအိန္ဒိယနဲ့နယ်စပ်ထိဆက်ရာမြန်မာဘက်ခြမ်းကိုလည်းတွားရောက်ခဲ့ပြီးအဲ့ဒီလောက်ရဟာဗီဇာစီးမြင့်တွေကိုချိုးဖောက်မှုမြောက်တယ်လို့ရဲတွေကဆွဆွဲထားပါတယ်။ဒီလိုကိစ္စမျိုးဟာအိန္ဒိယအတွက်တော့ ထိလွယ်ရှလွယ်နဲ့အလေးအနက်သဘောထားတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။အကြောင်းရင်းကတော့အိန္ဒိယအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းမြန်မာဘက် channel ဆက်မှာခိုးလုံပြီးလှုပ်ရှားနေတာကြောင့်လို့ဆိုပါတယ်။မီဇိုရမ်သတင်းသမားများအဖွဲ့ချုပ် MJA ရဲ့ဥက္ကဋ္ဌကတော့ဒီနေ့မှကလီမန့်ကိုတွေ့ဆုံပြီးသူနဲ့အတူရပ်တည်မှုကိုပြသမှာဖြစ်တယ်လို့ပြောပါတယ်။ပြီးတော့ကလီမန့်လိုအပ်တဲ့အကူအညီတွေကိုလည်းပေးသွားမယ်လို့ဆိုပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံသားကြီးဝန်ကြီးဌာနက ကလီမန်ဖန်စီခံရတဲ့ကိစ္စကိုသိရှိထားကြောင်းပြောကြားခဲ့ပြီးညူဒီလီမှာရှိတဲ့ဘယ်လ်ဂျီယမ်တန်ယုံကနေတဆင့်လိုအပ်တဲ့ဆောင်ရွက်မှုတွေလှုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပါရရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်။မင်္ဂလာပါရှင်မတ်လ10ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့နားဆင်ရမှာပါ အီရန်တရုတ်ရုရှားရေတပ်တွေပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့တည်ရင် အင်ဖြူရောနားမှာလက်နက်ကင်အမျိုးသားတအူးကိုအမေရိကန်လျှဝတ်ထောက်လှမ်းရေးပြစ်ခတ်တဲ့ဖြစ်စဉ်ပင်လယ်ကူးသင်းပေါ်နဲ့တိုက်မိပြီးနစ်မြုပ်သွားတဲ့ငါးဖမ်းလှေကမြမအပါဝင်လှေလုတ်သားတွေကိုထိုင်းကယ်ဆယ်တဲ့အကြောင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်ထရမ့်နဲ့ဥရောပမဟာမိတ်တွေ ခွာပြင်းနေခြင်း အီရန်တရုတ်နဲ့ရုရှားသုံးနိုင်ငံရေတပ်တွေပူးပေါင်းပြီးတော့စစ်ရေးလေ့ကျင့်မှုတစ်ခုကိုအိုမန်ပင်လယ်ကွေ့မှာမတ်လ10ရက်နေ့ကအစပြုခဲ့ကြောင်းသိရပါတယ်။အမေရိကန်ဟာသမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာဥရောပမဟာမိတ်တွေနဲ့သွေးကွဲနေတဲ့အချိန်အမေရိကန်ရဲ့ပြိုင်ဘက်တွေလို့သတ်မှတ်နိုင်တဲ့နိုင်ငံ၃ခုကတော့ညီညီညွတ်ညွတ်ပူးပေါင်းပြီးစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်ခဲ့တာဖြစ်ပါတယ်။ Security Bell လို့နာမည်ပေးထားတဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုကိုရုရှားတရုတ်နဲ့အီရန်တို့ပူးပေါင်းပြီး 2019ခုနှစ်ကတည်းကနှစ်စဉ်ကျင်းပခဲ့တာပါအခုတစ်ချိန်ကတော့ပြစမမြောက်ဖြစ်တယ်လို့တရုတ်အစိုးရမီဒီယာတွေကဖော်ပြခဲ့ပါတယ်အဲ့ဒီရေတက်စစ်ရေးလေ့ကျင့်မှုတွေကအာနာရှင်ဆန်တဲ့အစိုးရအသီးသီးအုပ်ချုပ်နေတဲ့သုံးနိုင်ငံကြားမှာပူးပေါင်းဆောင်ရွက်မှုတွေပိုအားကောင်းလာပြီး American နဲ့အနောက်ဒီမိုကရေစီအင်အားစုတွေကိုတံပြန်တဲ့ပြရုပ်တစ်ခုအဖြစ်လေလာသူတွေကသုံးသပ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနှစ်မှာတော့ကမ္ဘာနိုင်ငံရေးနောက်ခံအခင်းအကျင်းတွေကအရင်နဲ့မတူတော့ပဲ ထရမ်ဟာဥရောပမဟာမိတ်တွေကိုခြေစုံကန်ယူကရိန်းအတွက်အထောက်ပံ့တွေကိုရပ်ဆိုင်းပြီးရုရှားကိုအလျှော့ပေးလိုက်ရောတဲ့သဘောထားမျိုးတွေနဲ့ဆက်ဆံနေတာပါအစင်အလာအရာအမေရိကန်ပြိုင်ဘက်တွေဖြစ်တဲ့သုံးနိုင်ငံပူးပေါင်းပြီးအင်အားပြတဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့မတ်လ9ရက်နေ့မှာသတင်းတောက်တွေကသဘောထားမှတ်ချက်တောင်းခံခဲ့တဲ့အခါထရမ့်ကဘာမှစိုးရိမ်စရာမရှိပါဘူးလို့တုံ့ပြန်သွားခဲ့ပါတယ်။ အဲ့ဒီနိုင်ငံအားလုံးထက် American ကပိုအားကောင်းတယ်လို့အစွမ်းအစပိုကြီးတယ်လို့သမရရဲ့စီးတော်လေးရင် Air Force 1ပေါ်မှာ Trump ကပြောကြားသွားတာပါဒီလိုပူးပေါင်းစစ်ရေးလေ့ကျင့်နေတဲ့ Oman ပင်လယ်ကွေ့ဟာ Iran ကမ်းလွန်က Hormuz ရေလက်ကြားနဲ့အိန္ဒိယသမုဒ္ဒရာကိုဆက်သွယ်ပေးရာမဟာဗျူဟာရေလမ်းကြောင်းမှာတည်ရှိနေပါတယ်ရှင်အင်ဖြူရနာကိုလက်နက်ကင်ချင်းကပ်လာသူတဦးကိုပြစ်ခတ်ခဲ့ကြောင်း American သမရရဲ့လုံခြုံရေးတာဝန်ယူရတဲ့လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီကအတည်ပြုပါတယ် မတ်လ၈ရက်နေ့ညပိုင်းတုန်းကအဲ့ဒီမတင်ကားစရာအမျိုးသားကိုလုံခြုံရေးအေဂျင့်တွေကပြစ်ခတ်ခဲ့တာဖြစ်ကြောင်းအခင်းဖြစ်ချိန်တုန်းကတော့တမဒထရမ့်ဟာအင်ဖြူရိုမှာရှိမနေခဲ့ပဲဖလော်ရီဒါမှာရှိတဲ့သူ့ကိုယ်ပိုင် မာရာအယ်လာကိုစံအိမ်ကြီးစီပြန်ရောက်နေခဲ့ကြောင်းလျှဝတ်ထောက်လှမ်းရေးဌာနပြောရေးဆိုခွင့်ရအရာရှိတဦးကအတည်ပြုပါတယ်။လက်နက်ကင်ဆောင်ခဲ့သူဟာဆေးရုံရောက်နေတယ်လို့သူကပြောပေမဲ့ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့အသိပေးမသွားခဲ့ပါဘူး။ ပြီးတော့အဲ့ဒီအမျိုးသားကလက်နက်ကင်ပြီးအင်ဖြူရနာချင်းကပ်ခဲ့တဲ့ရည်ရွယ်ချက်ဟာထရမ့်ကိုပြစ်မှတ်ထားဖို့လားဆိုတာကိုလည်းတိတိကျကျရှင်းပြမသွားပါဘူးဒီဖြစ်စဉ်အတော်တွင်လုံခြုံရေးအရာရှိတွေဘက်မှထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ဘူးလို့လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီပြောရေးဆိုခွင့်ရအရာရှိဂူလိုင်းမီကသူ့ရဲ့လူမှုကွန်ရက်မီဒီယာ X အကောင့်မှာရေးသားထားတာပါအိန္ဒိယနာရဲတပ်ဖွဲ့ကကို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 တေချောင်းကြံဖို့စိတ်ပိုင်းဖြတ်ထားကြောင်းယူဆရသူတဦးဟာ အင်ဒီယာနာကနေဝါရှင်တန်စီထွက်ခွာသွားတယ်လို့သတင်းရခဲ့ကြောင်းအင်ဖြူရောလုံခြုံရေးရေးစီကြိုတင်သတင်းပေးပို့ထားခဲ့ပါတယ်။မတ်လ၈ရက်နေ့ညတကောင်ဝန်းကျင်မှာတော့အဲ့ဒီအမျိုးသားရဲ့ကားကအင်ဖြူရောနားမှာရပ်ထားတာကိုတွေ့ရှိခဲ့တဲ့နောက်သူ့ကိုလိုက်ရှာခဲ့တာပါ။လဝထောက်လှရေးအေဂျင့်တွေဟာသတင်းရထားတဲ့အချက်အလက်တွေနဲ့ကန့်ညီတဲ့အမျိုးသားကိုရှာတွေ့ခဲ့တဲ့နောက်ချင်းကပ်စစ်ဆေးဖို့စ조사ခဲ့ပေမဲ့သူကတနက်တရံရံလုံနေတဲ့နောက်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုဖြစ်စဉ်ကိုဝါရှင်တန် DC မြို့တော်ရဲတပ်ဖွဲ့ကတာဝန်ယူစုံစမ်းစစ်ဆေးသွားမယ်လို့ဂူလိုင်မီကပြောကြားထားပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကတော့လက်တလောဘာမှတိတိကျကျမထုတ်ပြန်နိုင်သေးဘူးလို့သာပြောကြားထားပါတယ်ရှင်။ပင်လယ်ကူခရီးသည်တင်သင်ပေါ်တစီနဲ့တိုက်မိပြီးနစ်မြုပ်ခဲ့တဲ့ငါးဖက်လီပေါ်ကမြန်မာတွေအပါအဝင်အဖွဲ့သားအလုံးကိုဘေးကင်းကင်းနဲ့ကယ်ဆယ်နိုင်ခဲ့ကြအောင်ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ပါတယ်။ထိုင်းပင်လယ်ကွေထဲမှာမတ်လ9ရက်နေ့မနက်အစောပိုင်းတုန်းက ငါးဖန်းလေဟာပင်လယ်ကူးတင်ပေါ်ကြီးတစည်းနဲ့တိုက်မိခဲ့တာပါအခင်းဖြစ်ပွားတဲ့နောက်လှေလုတ်သားတယောက်ကဂျိုဒုဆက်သွယ်ရေးဖုန်းအသုံးပြုဆက်သွယ်ခဲ့တဲ့အတော့အဲ့ဒီငါးဖန်းလေဒုက္ခရောက်နေတဲ့အကြောင်းကိုလှေပန်ရှင်ကသိရှိခဲ့ပါတယ်အဲ့ဒီနောက်သူကထိုင်းရေချောင်းဦးစီးကုတ်ကဲမှုဌာနစီကိုထတ်ဆင်အကြောင်းကြားပြီးအကူအညီတောင်းခံခဲ့တာပါဂျိုဒူဖုန်းနဲ့ဆက်သွယ်ချိန်မှာလှေလုတ်သားကသူတို့ရဲ့လှေဟာ ၊ဆွန်ခလာ၊နခွန်စီတာမာရက်ကံယူတန်းနဲ့ရေမိုင်း80 80ဝန်းကျင်အကွာမှာနှိမ့်မြုပ်လူနေပါဖြစ်နေတယ်လို့သတင်းပို့ခဲ့ပါတယ်။ထိုင်းနိုင်ငံသားတဦးလှေဦးစီးတာဝန်ယူထားတဲ့ငါးဖက်လှေပေါ်မှာထိုင်း3ယောက်၊မြန်မာ3ယောက်နဲ့ကမ္ဘောဒီးယား3ယောက်စုစုပေါင်းလှေအဖွဲ့သား9ယောက်အလုလုကြတာပါ။ဒီအကြောင်းကြားမှုကိုလက်ခံရရှိပြီးတဲ့နောက်ဌာနဟာလှေကိုရှာဖွေဖို့မစ်ရှင်ကိုချက်ချင်းအစပြုခဲ့တယ်လို့ဆိုပါတယ်။မတ်လ9ရက်နေ့မနက်7:00နာရီဝန်းကျင်မှာတော့ရေတက်ရဟတ်ရင်တစည်းက အဲ့ဒီ၉ရောက်စလုံးကိုပင်လယ်ထဲကနေဘေးကင်းကင်းနဲ့ကယ်ထုတ်နိုင်ခဲ့ပြီးစွန်ခလာရေတပ်စခန်းစီပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီ၅ဖက်လေဟာမတ်လ၈ရက်နေ့ကမှစွန်ခလာကနေပင်လယ်ထဲကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ပင်လယ်ကူးသင်းပေါ်နဲ့တိုက်မိပြီးတဲ့နောက်မကြခင်မှာပဲလေဟာနင်းမြုပ်သွားခဲ့တယ်လို့သိရတာပါ။ဒီအခင်းဖြစ်ပွားမှုမှာပအဝင်ပတ်သက်ခဲ့တဲ့ပင်လယ်ကူးသင်းပေါ်ရဲ့နာမည်ကိုမထုတ်ပြန်သေးသလို၅ဖက်လေနဲ့တိုက်မိခဲ့တယ်ဆိုတာကိုရော အဲ့ဒီရေရင်ရဲ့အမှုတန်းတွေကသတိထားမိခဲ့သလားဆိုတာကိုလည်းတိတိကျကျမသိရသေးပါဘူးရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်